နောက်ဆက်၅ခုနှစ်ဧပြီလ10ရက်ဒီနေ့ကြာသပတေးနေ့အတွက်ခုနှစ်သားမီးရလုံးတို့အတွက်တဲတော်ကံကြမ္မာတို့ဖတ်ကြရင်တော့နှစ်ကလေးကလက်မှန်နာနာပြီးဒင်ငါကိုးပွင့်ရတဲ့တင်ကြတဲ့နမိတ်ဖြစ်တဲ့လက်လာပါးတွေတဝါးကြီးသာမျောလင့်ထားလိုက်တော့ငွေကြေးကိစ္စရင်အဆင်ပြေသွားနိုင်မယ်။လောင်ကစားဆန်တလူမျိုးအရှုံးအမြတ်ကြီးစွာရှိတဲ့နေမျိုးဖြစ်တဲ့ပွဲစားအလုပ်အကျိုးဆောင်အလုပ်မျိုးတွေအယောင်းဝယ်ကိစ္စမျိုးတွေ အဲကန်ဆန်းရတဲ့အလုပ်မျိုးတွေအတွက်အခွင့်အရေးကောင်းတွေရမယ်မိမိအလုပ်မှာထင်ပေါ်ကျော်ကြားမှုအောင်မြင်မှုရမယ်နေဖြစ်တယ်ဒီနေ့မျိုးမှာရဲရဲတင်းတင်းလှုပ်လိုက်ခြင်းအပြင်အောင်မြင်မှုရမယ်လို့နမိတ်ကောင်းရှိတဲ့နေဖြစ်ပါတယ်ဒီနေ့မှာကန်အထူးကောင်းမှုလို့အတွက်ကတော့မနေ့စောစောမှာကစွန်းညုံလေးတညုံရေထဲကိုထည့်ပြီးတော့မျက်နှာသစ်ရေချိုးလိုက်ခြင်းအပြင်တနေ့တားလုံးကန်ဆွမ်းကန်ထူးရေကောင်းရွှချမ်းသာတွေရပါလိမ့်မယ်ခင်ဗျာထို့မဟုတ်ကစွန်းရွက်ကျော်တန်ဃာတော်ရှင်သူမြတ်တို့ရည်စုပြီးဆွမ်းလောင်းထူလိုက်ပါခင်ဗျာ ဒီနေ့မှာမိရှုတန်စင်ဖွင့်မြင်ကြတဲ့ရင်သွေးရနာရီအတွက်ကတော့ဂျာသာပရင်းတွေဘွားယာဇဘွားဇာတာရှင်တွေဖြစ်ကြပါတယ်။ယာဇတန်နဲ့ပြောတိုင်းအောင်ဆိုတိုင်းဖြစ်ပြီးတကူဝါစာကြီးမားကြမယ်ရင်သွေးရနာရီဖြစ်ကြပါတယ်လို့နမိတ်ကောင်ဖတ်လိုက်ပါတယ်။ဟုတ်တူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါလို့နှုတ်ခွန်းဆက်သပါတယ်။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ဒီနေ့မှာပြုလုပ်တဲ့ကုသိုလ်ရရာအနေနဲ့ကတော့အဝိအစားအသစ်ကိုစတင်အသုံးပြုခြင်းနဲ့အတူမိဘဆရာသမားကြီးကဲသူများကို အသီးအနှံပန်းသီးငပြောသီးလင်မောရီစသည်ဖြင့်အသီးအနှံတို့နဲ့ပူဇော်ကုသိုလ်ဒါနပြုခြင်းအပြင်တနည်းတားလုံး ကံထုကံဆွမ်းကံကောင်းပါနေမယ်ခင်ဗျာဒီနေ့အကျိုးပေးတဲ့စူမိုကဏ္ဍကတော့၃ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကြေးကိစ္စများအဆင်ပြေအောင်ဆုံးခံကြတဲ့ကိုရင်ဦးစင်းကိုတရားလူပြီးဆူတောင်းလိုက်ပါဒီနေ့တော့ခုနှစ်သားမီးအားလုံးအကျိုးပေးစူမိုကဏ္ဍကတော့၁ကဏ္ဍ၉ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စအဆင်ပြေဖို့လို့တော့ကတော့ဤဆက်တဲ့ညောင်မင်းကိုရွှေပန်းငွေပန်းစပယ်ပန်းရရပန်းကုန်ချိတ်ဆွဲပြီးရေသွန်းလောင်းခြင်းဖြင့်ငွေကြေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ဒီနေ့အတွက်စတိုးဆိုင်တွေကုန်စုံဆိုင်တွေလဖေးဆိုင်တွေစားတောက်ဆိုင်တွေ ရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုက်ရှိမျက်နှာသာကိုအချိုရင်နှဲငယ်ပက်ပြန့်ပြီးဆူတောင်းလိုက်ခြင်းအပြင်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်။အမှုအကင်းကြုံနေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုဘဲဥတလုံးမှရစ်ပြီးတော့ရေစည်းမှာမျှော့ပလိုက်ခြင်းအပြင်အမှုကြုံနေတဲ့သူရဲ့အခက်ခဲတွေလွတ်မြောက်ဖို့ကံတရားရဲ့လမ်းဖွင့်ပေးတာကြုံပါလိမ့်မယ်။ကျမ်းမာရေးညနေရသူဆွေမျိုးမိသားစုမှာရှင်တော့ဓာတ်စာဖြစ်နေဒီလိုနှမျိုးမှာပေါင်မုံကြောက်ကြောနွမ်းတို့ဆမ်းပြီးစားခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေ့ပါလိမ့်မယ် အချင်းအမြင့်တိုင်းအိမ်တော်ကြီးမှာတော့ပျော်စရာတွေသာမျောလင့်ထားတယ်လို့ဟောလိုက်ပါမယ်။စတဲ့တပူပျော်ရွှင်ဝမ်းမြောက်ဖို့လို့တော့ကတော့ဒီလိုနေ့မှာအဝိအစသုံးမဟုတ်အသုံးဆောင်ပစ္စည်းချစ်သူခင်သူကိုလက်ဆောင်ပေးခြင်းအပြင်မေတ္တာတရားရဲ့အခွင့်အရေးကောင်းတွေရပါလိမ့်မယ်ခင်ဗျာ။